ကျွန်တော်ညီကိုတန်းကြီးမိတ်ဆွေတွေကျွန်တော်တို့ဒါအကျိုးကလည်းကျွန်တော်တို့ထွက်သွားပြီဆိုတော့ဘာမှဒါစဉ်းစားမနေတော့လဲပေါ့နော်ကျွန်တော်တို့ဒီမနေ့ကတော့ကျွန်တော်တို့ခံမှန်းထားနေတဲ့အတိုင်း3 break တူကြီးကြာမသွားခဲ့ဘူးဒီမှာ break 3ကပေါ့နော်ပါပါလည်းဖြစ်မသွားခဲ့ဘူးဆိုတော့ညနေကိုဒီညနေကိုကျွန်တော်ကတော့လေကိုကိုပြန်ပြီးတော့ထိုးစီခြင်းနေတယ်ထပ်ပြီးတော့ညစ်မှာဆိုလို့ပေါ့နော်ညစ်ညစ်ပြီးတော့ဒါ49ဆိုတဲ့ခဏိုင်း64ဆိုတဲ့ခဏိုင်းထပ်ပြီးတော့ဒါညစ်ပြီးတော့ချလိုက်မယ်ဆိုရင်မြေစုတွေအထိတ်တော်တော်နာသွားမှာပေါ့နော်အဲ့လိုမျိုးဖြစ်သွားမှာဆိုတာဖြစ်တဲ့အတွက်ကျွန်တော်ဒီ အခုကတော့သူကဒါ trigger move အတိုင်းပဲကျွန်တော်တို့သွားနေတယ်ပေါ့နော်3 3 3ဒါ3 trigger move သွားနေညီကိုတငငင်းမိတ်ဆွေတွေကမပေါ့ပါနဲ့ကိုဒါမှနော်ကို trigger မဟုတ်ရင်၄ trigger ညနေမှာဆင်းပါလိမ့်မယ်85ထွက်တာဖြစ်တယ်ဒီဘက်ကောင်းကိုတော့ကျွန်တော်က84ဆိုတဲ့ကဏ္ဍကိုဒီဘက်ကောင်းကျွန်တော်ထုတ်ပါတယ်ခွန်9ရဲ့မိတ်ဖက်ကဏ္ဍကြီးက9ကိုရဲ့ဒါ 84ရေပေါ့နော်ဒီမှာ9ခုကိုသူကဒီမှာကြသွားပြီပေါ့နော်အဲဘာကြောင့်မလို့ကျွန်တော်အဲ့လိုမျိုးပြောလဲဆိုလို့ရှိလို့ရှိရင်9ခု84ဒါ2928ဒါ30အဲဒါ95ဆိုတဲ့ခဏန်းဆိုဒီမှာကြည့်ပါနော်ဒီမှာ95ဆိုတဲ့ခဏန်းဒီဒီမှာသူ့ရဲ့မိဖက်ခဏန်းဒီမှာ84ဆိုတဲ့ခဏန်းရှိတယ်ပေါ့နော်အဲနော်အဲအဲ့လိုမျိုးလေးပေါ့နော်ကျွန်တော်တို့ကခဏန်းဒီသူကစီကြောအတိုင်းပဲသူကသွားတယ်ဒီမှာဆိုလို့ရှိလို့ရှိရင်လည်းကျွန်တော်တို့ကြည့်ပါနော်ခွန်9ခွန်9 4ခွန်ဒါဒီမှာ4ခွန်ကြတာဖြစ်တဲ့အတွက်4ခွန်ဒီဒီမှာ90ခွန်နဲ့ရှိပဲဒီမှာ90ခွန်နဲ့ရှိမယ်သူ့ရဲ့ခဏန်းနီးစပ်ရနီးစပ်ကြောင်းခဏန်းကဒီလို ခဏန်းလေးနေနဲ့ပဲသူတို့ကသွားတာပေါ့နော်95ဆိုရင်2829ရှိမယ်ဒီမှာကြီး2829သူတို့ရှိတယ်တင်တာစီ19နဲ့သူဒီအချိတ်ပြီးတော့လဲသူတို့နေတယ်ပေါ့နော်ဒီမှာ96ဆိုရင်မိတ်ဆွေတွေကြည့်ပါနော်ဒီမှာ59ဆိုတဲ့ခဏန်းအဲ့တော့ဒီညနေမှာကျွန်တော်တို့က ကိုးထိတဲ့ကနန်းလေးထိတဲ့ကနန်းကိုကျွန်တော်ရင်မဲ့သူ့ရဲ့ဒီအဲခွန်ဒီမှာ၅ကိုကို6တော့သူကနှစ်ကွက်ထောက်ပေးထားတာဖြစ်တယ်လို့ခွန်ငါးလည်းထောက်ပေးထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကပြန်ထိုးရမယ်ကနန်းနေလဲဆိုလို့ရှိလို့ရှိရင်၅ကို၄ကို6လေးလည်းကျွန်တော်တို့ကပြန်ထည့်ရမယ်89ကိုထည့်ရမယ်1ကိုထည့်ရမယ်ပေါ့နော်ကျွန်တော်84ကိုထည့်ရမယ်2ကိုဆိုတဲ့ကနန်းထည့်ရမယ်28ဆိုတဲ့ကနန်းထည့်ရမယ်ဒါရမဖြစ်မနေထိုးရမယ်ကနန်းနေဖြစ်ပါတယ်ပြီးတော့ trigger မူရဆိုရင်ကျွန်တော်တို့က၄ trigger line လားမလားရင်ကျွန်တော်တို့က၄ trigger ကိုမဲတဲ့အချိန်မှာသူက၉ trigger ကိုသူဖမ်းလိုက်မယ် အကြိမ်ပဲလေးကိုတိကံကိုကျွန်တော်တို့ကမဲပြီးတော့ထိုးကြီးကအရန်ကိုအားဆိုင်တယ်အရန်ကိုအဲ့ဒီဟာများသွားခဲ့တယ်ဆိုရင်သူကသုံးသုံးဘရိတ်ကိုသူချမှာပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီညနေမှာသုံးဘရိတ်ကိုလည်းကျွန်တော်တို့ကမဖြစ်မနေထိုးပြီးတော့ချုပ်ထားပြီးတော့ကစားမှာဖြစ်တယ်သုံးဘရိတ်ကိုတော့ main ဒီကအရင်ဆုံးအနေနဲ့ကျွန်တော်တို့ညီကိုတန်ငန်းညီမိတ်ဆွေတွေကချုပ်လိုက်ပါချုပ်ပြီးသွားပြီဆိုရင်အဲဒါမနေ့က85ကတော့ကျွန်တော်စီရတာနှစ်ရက်တွင်းပတ်တိတစုံ ်ယူထားတယ်ပေါ့နော်ဒါဗိုလ်ရိုးတွင်ပတိတစုံယူထားတဲ့လူတွေကဒါ85နော်ဒါအဲကျွန်တော်ဒါအထူးတလဲဒီမှာကကျွန်တော်မပြောတော့တာနော်3.5ပတိတစုံနော်လာယူထားတဲ့လူတွေဆိုသိတယ်နော်3.5ပတိပတိတစုံချပေးတာဒါငါးသမားတွေကပြီးသွားပြီဆိုကျွန်တော်တို့3.5လုံးကိုဆက်လက်ပြီးတော့လိုက်လို့ရပါတယ်3.5ဒါထောက်အောင်မယ်လို့တော့ကျွန်တော်ကတော့ယူစားတယ်နော်3.5လိုက်မယ်ဆို3.5ဒီပတိတစ်လုံးနဲ့တော့တစ်လုံးနဲ့တော့ပတိဒီဒါ3.5လုံးဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဒီညနေမှာလေ3.5နဲ့ကျွန်တော်ပြန်ကတ်ပြီးတော့ပြေးမယ်အဲ့တော့ဒီကိုတန်ငယ်ချင်းမိတ်ဆွေတွေက ဒီကဆင်းလာမယ်လေကိုတရီကန်ဖြစ်ရမယ်49ဆိုတဲ့ကဏ္ဍကျွန်တော်တို့ထုံမယ်ဒီ85ရဲ့မိဖက်ကဏ္ဍလေးကိုတော့ကျွန်တော်ဒီမှာစီပြီးတော့ရေးပေးထားမှာဖြစ်တယ်3 break ကိုတော့မဖြစ်မနေချုပ်ထားပါနော်ကြည့်အောင်လုံးဝပေါက်ပါစေရပါစေရအောင်ပါစေ